အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်သင်ရဲ့သတို့သမီးလေးရဲ့မိကပ်ပြင်ဆင်မှုဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါအခုဆိုရင်တော့ကိုမလက်ထက်ရကြော်မှာပါကျမကလည်းနေ့ရောညရောအလုပ်တွေကိုစူးစမ်းပန်းစားလုပ်ပြီးပတ်စံတွေကိုစစ်ဆောင်ချင်နေခဲ့ပါတယ် ဒါကြောင့်ဒီမှာနင်းနေညကျူရှင်ပြပေးနေခဲ့ပါတယ်။အခုဆိုရင်တော့ဒီမှာနောက်ထပ်အတန်းတွေအများကြီးကိုလည်းလက်ခံချခဲ့ပါပြီ။ကဲကိုမယ်နင်ဘာလုပ်နေရလဲမနဲ့တည်းကဘာမှလည်းမစားရသေးဘူး။ဘလောက်တောင်မှစ조사ပန်းစားနဲ့အလုပ်တွေကိုလုပ်နေအောင်မှလည်းတမီးရဲ့အခုလေရင်ပဲအတန်းပေးသွားလို့အင်ကိုပြန်လာခဲ့ရမှာမဟုတ်လား။အခုထပ်ပြီးတော့နောက်ထပ်အတန်းတန်းကိုကူပြီးသွားရအောင်မယ်။နင်အစားအသောက်ကိုပုံမှန်စားပြီးကျန်းမာရေးကိုလည်းဂရုစိုက်လေ ဒီပုံစံအတိုင်းကိုကြမ်းမာရေးကိုဂရုမစိုက်ဘူးဆိုရင်တော့လဲသွားလိမ့်မယ်တမီးရဲ့နောက်ထပ်လအနေငယ်ကြလို့ရှင်တော့နင်လက်ထပ်ရတော့မှကိုဟောက်ကိုဂရုစိုက်စမ်းမှာအမေကျမအခုလိုမျိုးကျူရှင်ပို့ပြီးတော့ပြနေတယ်ဆိုတာကလည်းမင်္ဂလာဆောင်အတွက်ပဲကျမကြိုးစားပြီးလုပ်နေရပါကျမမင်္ဂလာဆောင်ကြလို့ရှင်တော့အဖေကိုအကူအညီပေးခြင်းလဲအဖေတယောက်တည်းကုံကြောင်းစရိတ်တွေအကုန်လုံးအကုန်ကြောက်ခံနေရတာကိုတော့ကျမလည်းမကြည့်ရဘူးအဖေလည်းတရက်အလုံးပြပြမမှန်စူးစမ်းပန်းစားနေအလုံးလုံးပြီးညမိုးချုံမှအိမ်ကိုပြန်လာရတာ ဘလောက်တောင်မှပင်မလိုက်တလဲပြီးတော့အခုတလောចောင်းသားတွေကလည်းဆောင်ပွဲဖြေရတော့မှဆိုတော့ကျမအနေနဲ့တို့တို့အတွက်ကြီးကြပ်ပေးရမှာအရေးကြီးတယ်အခုကျမကျွရှင်ပို့ပြတော့ပတ်စံလည်းအများကြီးစုမိတာပေါ့အမေရဲ့ကျမအခုခလေးတွေကိုအများကြီးတင်ပေးနေတာကပတ်စံပို့ရတယ်တိလားအမေရှားရတဲ့ပတ်စံလေးကိုစုပြီးသွားပြီဆိုလို့ရှင်တော့ကျမမင်္ဂလာဆောင်မှာအသုံးဆွဲဖို့အတွက်အသုံးစိတ်တွေလည်းအဆင်ပြေသွားလိမ့်မယ်မိတ်ကပ်ဖိုးနဲ့အဝတ်စားဖိုးလောက်ကိုတော့ကျမကိုယ်တိုင်တာဝန်ရှိနိုင်မှာပါအေးပါအေးပါဟုတ်ပါပြီတမီးလေးရဲ့ဟုတ်ပါပြီ ဒါဆိုရင်တော့အရင်ပတ်ဆိုင်ရတဲ့အခါကြလို့ရှင်တော့ငါတို့အတူတူတခါတည်းဈေးဝယ်ထွက်လိုက်ကြမယ်လေအဝိ sorry အတွက်တခါတည်းငါတို့သွားလိုက်ကြတာပေါ့နေရမင်္ဂလာဆောင်အတွက်အဝိ sorry အားလုံးဝယ်ပြီးသွားပြီဆိုလို့ရှင်တော့ဂျန်နဲ့ပတ်ဆိုင်နဲ့အလှပြင်ဖို့အတွက်လည်းစီစဉ်ရအောင်မယ်ဂျန်နဲ့အမော့ရေမင်္ဂလာဆောင်အတွက်ဆိုရင်တော့ကျမတို့အနေနဲ့အလှပြင်ဆိုင်ကိုအချိန်နဲ့သွားမှဖြစ်မယ်နော်ကျမတငယ်ချင်းကလည်းပြောတယ်အခုကမင်္ဂလာဆောင်ရသည်ဆိုတဲ့အခါကျတော့အလှပြင်ဆိုင်မှာလူတွေကလည်းတိုးကြိတ်နေကြတယ်အမားရဲ့မင်္ဂလာဆောင်နေ့အတွက်မိတ်ကပ်ပြင်လို့မရရင်ဘယ်လိုလုပ်မလဲ ဒါဆိုလို့ရှင်တော့တမီးလေးနေမိတ်ကပ်ဆရာကိုတခါရေပြောပြီးသွားပြီလားကြိုပြီးတော့ဖုတ်ကင်ယူထားပါဦးဟုတ်ကဲ့ဟုတ်ကဲ့ကျမပြောပြီးသွားပါပြီအမေရဲ့ကျမကျုံငွေတော့မှသွင်းပြီးသွားပြီသူကမိတ်ကပ်ပြင်ဖို့သူကငွေ၈000တောင်းတယ်လေကျမတဝက်လောက်ကတော့သွင်းထားတယ်ဂျာနဲ့ပတ်စံကိုတော့မင်္ဂလာဆောင်နဲ့နေမိတ်ကပ်ပြင်ဆင်ပြီးပြီဆိုတာနဲ့ကျမတို့ပေးလိုက်မယ်အဲ့ဒီအချိန်အတွင်းဆိုလို့ရှင်တော့ကျမကျူရှင်တင်ပေးထားတဲ့ကလေးတွေကလည်းကျမကိုလာစာရီလာပေးကြလိမ့်မယ်ဒါဆိုရင်တော့အဆင်ပြေပါပြီဘာဖြစ်တာလဲအမေရဲ့ကျမတို့စကားအကောင်ပြောနေအောင်ဘာလို့ထပြီးတော့ငုံရပြန်တာလဲဘာဖြစ်တာလဲ ။အော်အမေလေးရဲ့မိခင်တယောက်အနေနဲ့ဘာမှမလုပ်ပေးနိုင်ဘူးလို့ခံစားရလို့ပေါ့။အမေရောငါတမီးလေးရဲ့မင်္ဂလာဆောင်ကိုကြီးကျယ်ခန်းနာစွာနဲ့လုပ်ပေးခြင်း။အခုငါတမီးလေးကကိုယ်တိုင်ပဲအရာအားလုံးလုပ်နေရတယ်။ငါတို့အနေနဲ့နေ့အတွက်ဘာမှအများကြီးတော့မလုပ်ပေးနိုင်ဘူး။ဒီချိန်မှာကိုမလေးရဲ့ဖခင်ဖြစ်သူရောက်ရှိလာပါတယ်။ဟုတ်တယ်ဟုတ်တယ်။ငါ့ရဲ့သမီးလေးကိုငါဘာမှလည်းကောင်းကောင်းမလှုပ်ပေးနိုင်ဘူး။ ငါသမီးလေးရဲ့မင်္ဂလာဆောင်မှာငါအနေနဲ့အစွမ်းကုန်ပြင်ဆင်ပေးခြင်းပေမဲ့လည်းငါတို့ကမတက်နိုင်ဘူး။သူ့ရဲ့ပတ်စံတွေနဲ့သူ့ရဲ့မင်္ဂလာဆောင်ကိုပြန်လုပ်ပေးနေရတယ်။အဖေကတော့လေတကယ်ပါပဲ။ဘာဖြစ်လို့များအခုလိုမျိုးစဉ်းစားနေရတာလဲ။သမီးကိုယ်တိုင်မင်္ဂလာဆောင်အတွက်အကောင်ကြားစရိတ်တွေကိုအနှဲငယ်တုံးလိုက်တော့ဘာဖြစ်လို့လဲအဖေရဲ့။အဖေကိုယ်တိုင်လည်းစူးစမ်းပန်းစားနေအလုပ်လုပ်နေရပဲလေ။သမီးတို့အတူတူစုပေါင်းပြီးတော့လုပ်ကြမယ်နော်။သမီးတို့အားလုံးအတူတူလုပ်မယ်ဆိုလို့ရှင်တော့ကိစ္စတွေကအလွယ်တကူပြီးစီးသွားမှာပါ။ဘာမှလည်းအရန်ကြီးစွန့်ပွဲမနေပါနဲ့။ သမီးလေးရဲ့သကားတွေကိုကြားခဲ့ရတဲ့အခါမှာတော့မိဘတွေကအရန်ကိုဝန်းနေသွားခဲ့ပြီးမျက်ရည်တွေလည်းကျလာခဲ့ကြပါတယ်။ကိုမလကလည်းပတ်စံတွေကိုစုပြီးနောက်မှာတော့မင်္ဂလာဆောင်အတွက်လိုအပ်တဲ့အဝတ်အစားတွေကိုသွားဝယ်ခဲ့ပါတယ်။သူမလည်းပတ်စံတွေကိုတေချာစုဆောင်ပြီးနောက်မှာတော့လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်လိုက်တော့အခုဆိုရင်တော့ပြည်စည်းတလောက်ဖြစ်နေခဲ့ပါပြီ။ဒီနောက်မှာတော့ကိုမလကလည်းသူ့ရဲ့ညီမနဲ့အတူတူမင်္ဂလာဆောင်နဲ့မှာပြင်ဆင်မဲ့မိတ်ကပ်အတွက်သွားခဲ့ပါတယ်။သူမကရထားဘော့ကဆင်းပြီးတော့မိတ်ကပ်ပြင်ဆိုင်ကိုရောက်ရှိတော့မဲ့အချိန်မှာပဲ ဆိုင်ကယ်နဲ့သွားနေတဲ့တခိုးနှစ်ယောက်ကသူမရဲ့လက်ကင်အိတ်ကိုလူချူသွားခဲ့ပါတယ်။လဲသူရဲ့ညီမလေးနှစ်ယောက်စုံကအော်ဟစ်ပြီးအနောက်ကနေလိုက်ပြေးနေခဲ့ကြပါမယ်။တခိုးတွေကတော့ဆိုင်ကယ်နဲ့ဖြစ်တဲ့အတွက်ဘယ်သူမှလိုက်လို့မမိခဲ့ပါဘူး။အချိန်ခဏအတွင်းမှာပဲသူတို့ကတော့မြင်ကွင်းကနေပျောက်ွယ်သွားခဲ့ကြပါတယ်။ကဲတမီတို့ရေဒါကဒီမြို့မှာဖြစ်နေကြကိစ္စတွေပဲ။မြို့မှာလူဆိုးတခိုးတွေကအရန်ပေါ်တယ်။ဘယ်အချိန်မှာဘယ်သူကတားကောင်ဖြစ်သွားမလဲဆိုတာကိုမသိရဘူး။ အခုနင်တို့သူတို့နောက်ကလိုက်ပြေလို့လေဘာမှထူးမှာမဟုတ်ဘူးသူတို့ကထွက်ပြေးသွားကြပြီလေဒုက္ခပဲဒုက္ခပဲဘလို့လောက်ရမလဲငါအလှပြင်ဆိုင်မှာပေးရမယ့်ပတ်စံတွေကိုအဲ့ဒီအိတ်ထဲမှာထည့်ထားခဲ့ငါဘလို့မျိုးအလှပြင်ဆိုင်ကိုသွားပြီးမင်္ဂလာဆောင်အတွက်ပြင်ဆင်ရတော့မှလေဒါနဲ့အမအေးအလှပြင်ဆိုင်ကိုဖုန်းဆက်ပြီးတော့အကျိုးအကြောင်းပြောပြကြည့်လိုက်ပါလားအမကကြိုတင်ငွေလဲသွင်းထားပြီးတော့မဟုတ်လားသူတို့အကူအညီပေးခြင်းရအကူအညီပေးမှာပေါ့ဒါနဲ့အဖေကိုဖုန်းခေါ်ကြည့်လိုက်ရမလားမဟုတ်တာညီမလေးရထားလိုက်ပါအဖေကိုတော့ပြောလို့လုံးဝမဖြစ်ဘူး အဖေကမင်္ဂလာဆောင်အတွက်အစီအစဉ်တွေအများကြီးရှိသေးတာဆိုတော့တခြားအလုပ်တွေကိုလုပ်နေတော့တယ်။ကဲကဲကဲနေုံနေုံနေရခဲကိုကိုပဲငါဖုန်းဆက်ပြီးတော့ပြောကြည့်လိုက်။ဒါကြောင့်သူကလည်းသူ့ရဲ့လက်ထက်ရမယ့်ယောက်ျားဖြစ်သူဆူရက်ကိုဖုန်းခေါ်ကြည့်လိုက်ပါရီ။ဆူရက်ကတော့ဖုန်းပိတ်ထားခဲ့ပါရီ။ကိုမလ်ကလည်းအရန်ကိုဝမ်းနေပြီးမျက်ရည်တွေစီးကြလာခဲ့ပါပြီ။သူမကလည်းအလှပြင်ဆိုင်ကိုဖုန်းဆက်ကြည့်လိုက်ပါရီ။အလှပြင်ဆိုင်ကလည်းပတ်စံမပေးဘဲနဲ့မိတ်ကပ်ပြင်ဆင်ဖို့အတွက်ဘယ်တော့မှလုပ်ပေးမှာမဟုတ်ပါဘူးသူတို့ကလည်းညင်းပယ်လိုက်ကြပါတယ်မင်္ဂလာဆောင်ဖို့အတွက်အချိန်ကလည်းနီးကပ်လာနေခဲ့ပါပြီ အချိန်တွေတော့လေအကြော်လေးကိုလုံနေခဲ့ပြီးကိုမလကလည်းဘာလုပ်လို့ဘာကိုင်းရှာမှမသိအောင်ဖြစ်နေပါတယ်။ဒီမစီမှာအင်ကိုပြန်ဖို့ကလွယ်လို့ဘာမှလည်းမကြံတော့ပါဘူး။ဒါကြောင့်သူကလည်းသူ့ရဲ့ညီမလေးကိုခေါ်ပြီးအင်ကိုပဲပြန်လာခဲ့လာပြီပါတယ်။ညီမနှစ်ယောက်စလုံးကလည်းစိတ်ပြတ်ဝမ်းနေနေခဲ့ကြပါတယ်။ကိုမလကလည်းစိတ်ပြတ်ဝမ်းနေနေတဲ့မျက်လုံးတွေနဲ့သူ့ရဲ့ညီမလေးကိုကြည့်နေခဲ့ပါတယ်။ဒီမအမေတွေကလည်းကြားနေခဲ့ပါတယ်။ဒုက္ခပဲအမေဘယ်လိုလုပ်ကြမလဲ။ဒီနေ့ဘယ်လိုလုပ်ကြမလဲ။ဒီနေ့ကအမေရဲ့မင်္ဂလာဆောင်လေး အလားပြင်ဆိုင်ကိုအမဒီနေ့တွားပြီးတော့အလားပြင်ပြီးပြန်ရမှာအခုဒီတိုင်းကြလာခဲ့ရတယ်အင်ကိုရောက်သွားတဲ့ခါကျရင်တော့အဖေကိုဘယ်လိုပြောကြမလဲအမသာဒီပုံစံနဲ့အင်ကိုပြန်သွားရင်အားလုံးကအရန်ကိုစိတ်ပြတ်သွားကြလိမ့်မယ်အမအလားမပြင်ဘူးဆိုလို့ရှင်တော့ဘယ်လိုမင်္ဂလာဆောင်မလဲရပါတယ်ကိစ္စမရှိဘူးအင်ကိုပြန်ပြီးတော့ငါမိတ်ကကိုကိုဟောက်ကိုပဲပြန်လိုက်တော့မယ်အချိန်ဘယ်လောက်ထိရောက်အောင်မလဲမသိပါဘူးအချိန်ရဖို့အတွက်ပဲအရေးကြီးတယ်အိုးအရှင်ကျမတယောက်တည်းဒါတွေကိုဘာဖြစ်လို့ဖြစ်ခဲ့ရတာလဲကျမရဲ့မင်္ဂလာဆောင်တဲ့နေ့မှာပဲကျမပတ်စံအခိုးခံလိုက်ရတယ် ကိုမလကတော့အရန်ကိုစိတ်ပြတ်ဝမ်းနေနေခဲ့ပါတယ်။သူမငိုပဲငိုနေခဲ့ပါတယ်။ရထားပေါ်မှာအတကြိုခရီးသွားနေခဲ့ကြတဲ့တခြားမိန်းကလေးတယောက်ကလည်းမိတ်ကပ်ပြင်းနဲ့သူပါဝင်နေခဲ့ပါတယ်။သူမကမိတ်ကပ်အိတ်ကိုကင်ထားပါတယ်။သူကတော့ကိုမလနဲ့နေရှာတော့နှစ်ယောက်စလုံးပြောနေတဲ့စကားတွေကိုကြားသွားခဲ့ပါတယ်။ကဲဒါဆိုရင်ဒီနေ့ကနေရမင်္ဂလာဆောင်ဖြစ်ပြီးအခုအချိန်ထိမပြင်းစင်ရသေးဘူးပေါ့လေ။ဟုတ်လားဟုတ်တယ်ဟုတ်တယ်ဒီနေ့ကကျွန်မရဲ့မင်္ဂလာဆောင်ဒါပေမဲ့ကျွန်မကြားပါရဲကြားပါရဲကျမတို့အားလုံးကြားပြီးတော့ပြီဘာမှလည်းအရန်ကြီးစိုးရင်ပူပန်မနေပါနဲ့ ကျမတို့ကမိတ်ကပညာရှင်တွေလေကျမနာမည်ကတော့ရှိုမားတဲ့သူကကျမတငယ်ချင်းရှိနာဟာအမအမကိုကျမသိရဲ့ကျမအွန်လိုင်းပေါ်မှာလဲအမတို့နှစ်ယောက်အကြောင်းခဏခဏကြားဘူးတယ်အမတို့နှစ်ယောက်ကရှိုမားရှိနာဆိုတဲ့အရင်ကိုနာမည်ကြီးကြတဲ့မိတ်ကပညာရှင်တွေမဟုတ်လားဟုတ်တယ်ဟုတ်တယ်ကျမတို့နှစ်ယောက်စလုံးကညီမအရင်တွေလေကျမတို့လည်းရထားနဲ့ပဲခရီးသွားနေကြတာလေအခုလမ်းမှာကားတွေကလည်းအရန်ကိုကြက်တဲ့အခါကျတော့ရထားကပိုမရမယ်ထင်လို့ ဟုတ်တယ်ကျမတို့ညောင်ပေါ့ဒီပွဲကိုမတော်ခင်မှာနောက်ထပ်သရိုသမီးတယောက်ကိုပြင်ဆင်ပေးရမယ်ဆိုတဲ့အကြောင်းကိုတော့မသိခဲ့ဘူးဟုတ်လားအမရဲ့အမတို့ကသရိုသမီးတော့ပြင်ရအောင်မလားဒါနဲ့သူတို့ကဘမနေကြတာလဲအော်ဘမမမနေဘူးသူတို့ကငါတို့ဘေးနားမှာပဲထိုင်နေတာလေအဲ့ဒီသရိုသမီးကတော့နင်းပဲဒါနဲ့အမရနာမည်ဘယ်လိုခေါ်လဲကျမနာမည်ကကိုမန်ဒါကကျမညီမလေးနီရှာပါဒါဆိုရင်တော့အမကကျမရဲ့အမကိုပြင်ဆင်ပေးမှလားအမရေသူတို့ရှိမှမိတ်ကပ်ပြင်ဖို့ဆိုလို့ရှင်တော့အမြဲတမ်းကြိုတင်ဖို့ကင်တင်ရတယ်တိလား အမတကယ်ဒီနေ့အရန်အကန့်ကအခုတော့အမရဲ့မင်္ဂလာဆောင်မိတ်ကပ်ကိုအကောင်းဆုံးမိတ်ကပ်ပညာရှင်တွေကပြင်ဆင်ပေးတော့မှာဒါမှမဲအမရဲ့ကျွန်မကဒီလောက်ထိဈေးကြီးတဲ့မိတ်ကပ်ပြင်ဆင်ရာတွေနဲ့တော့မပြင်နိုင်ပါဘူးကျွန်မရှိမှာပတ်စံတပြားတချမ်းမှမရှိတော့ဘူးဘယ်သူကပတ်စံတောင်းနေလို့လဲအရင်အတော့ဘာမှစွန့်ပူပန်မနေနဲ့ကဲကဲကဲအေးအေးစစ်စစ်နေပါစိတ်ကိုအေးအေးထားဒီနေ့ကနေ့ရမင်္ဂလာဆောင်ဆိုတော့မင်္ဂလာဆောင်အတွက်ပဲပြောရွှင်နေလိုက်နော်။အရင်ဆုံးမိတ်ကပ်ကိုပြည့်အောင်ပင်ဆင်ပေးလိုက်မယ်။အဝတ်စားတွေအကုန်လုံးကိုတော့နေဘူရာကဆင်းတဲ့အခါကြာလို့ရှင်လဲလိုက်လိ လိုအပ်ကြောင်ဒီအကုန်လုံးကိုတော့ပြီးသွားရင်အေးစစ်ပြင်ဆင်ပေးမယ်။ဒါဆိုရင်တော့နှစ်ဖက်စလုံးအတွက်အချိန်ကပိုသွားလိမ့်မယ်။ကျေးဇူးအများကြီးတင်ပါတယ်အမရေ။ဒီလိုနဲ့မိတ်ကပ်ပညာရှင်တွေကလည်းကိုမလ်ကိုရထားပေါ်မှာပဲကျွန်တော်သမီးပုံစံမိတ်ကပ်ကိုပြင်ဆင်ပေးခဲ့ကြပါတယ်။ကိုမလ်မိတ်ကပ်ပြင်ဆင်ပြီးသွားတဲ့အခါမှာတော့အတော်လေးကိုလှပသွားခဲ့ပါတယ်။ဒီနောက်သူမကလည်းဘူရာတစ်ခုမှရှက်လိုက်ပါတယ်။ကိုမလ်ကတော့တာဆင်ညာနဲ့သွားပြီးသရိုသမီးအဝေးအစာတွေကိုအမြန်ဆုံးလဲဝတ်ဆင်လိုက်ပါတယ်။ဒီနောက်မှာသူတို့ကနောက်ထပ်ရထားတစ်စီးစီးပြီးတော့နောက်ထပ်ဘူရာရုံတစ်ခုမှဆင်းဖို့အတွက် ခရီးဆက်ထွက်လာခဲ့ကြပါတယ်။အခုဆိုင်တော့ကိုမိုက်ကမိတ်ကပ်အဖြစ်ပြင်ဆင်ထားပြီးအရှမ်းကိုလှပတဲ့သရိုသမီးတယောက်ဖြစ်သွားခဲ့ပါပြီ။ဒီမှာကအရှမ်းကိုလှပနေတဲ့သရိုသမီးတယောက်အနေနဲ့ရထားပေါ်ကိုတက်လာခဲ့ပြီးသူ့ဟာသူ့လည်းယုံကြည်ချက်တွေအများကြီးပြင်းထန်သွားပါတယ်။သူမရဲ့အလားအပါကိုမြင်တွေ့ခဲ့ရတဲ့သူတွေအကုန်လုံးကလည်းသူမကိုပဲစိုက်ကြည့်နေခဲ့ကြပါရဲ့တကယ်ကိုအရှမ်းကိုလှပါတဲ့သရိုသမီးလေးအနေနဲ့ကိုမလခါတော့ဖြစ်နေခဲ့ပါပြီအမရဲ့ကျမတို့ဒီနေ့အကူအညီပေးတဲ့အတွက်တကယ်ကိုအမကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျွန်မဒီနေ့လေအမကိုဘလောက်တောင်မှစိတ်ထဲကကျေးဇူးတင်နေလဲဆိုတော့ကိုတော့မပြောပြတတ်တော့ဘူးအမလိုမျိုးလူကတော့ဘယ်သူမှထပ်ပြီးတော့မရှိနိုင်တော့ဘူးတိလားအခုလိုမျိုးလဲဘယ်သူမှအကူအညီပေးမှာမဟုတ်ဘူးအမရဲ့ဒီကျေးဇူးကိုကျွန်မအမြဲတမ်းအမှတ်ရနေပါမယ်အမတို့ညီမနှစ်ယောက်လုံးကတကယ်အရှောင်းသဘောကောင်းကြတယ်ကျေးဇူးတင်ပါတယ်ရှင်ကဲကဲကဲတော်ပြီ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 ပြောနေနေငိုတော့မလို့လားနေမြဲရီဝဲလာပြီနော်ခဏလေးကြာရင်တော့ငါတို့ပြင်ဆင်ပေးထားတဲ့မိတ်ကပ်တွေအကုန်လုံးပြက်စီးကုန်လိမ့်မယ်မငိုလိုက်နဲ့ရော ကဲပြီးတော့နင်လက်ထပ်ပြီးသွားလို့ရှိရင်လည်းမိသားစုကိုနှုတ်ဆက်ခွဲခွာရတဲ့အချိန်ကြိုင်ငိုရအောင်မယ်မလားမျက်ရည်တွေကိုအဲ့ဒီအခါတော့လည်းတိမ့်ထားစမ်းမအောင်ဟဲ့ရှိပါရှိပါလှလှလေးရှိနော်ဒီလိုက်တဲ့အခါကြာလို့ရှင်တော့မိကကပို့ပြီးတော့လှလှလေးထွက်လာလိမ့်မယ်ကဲကဲကဲဒါဆိုရင်တော့အခုဘူရာကလည်းရောက်တော့မှဆိုတော့ကျမတို့ဆင်းရမယ့်နေရာကိုလည်းရောက်ပြီးပျော်ရွှင်စရာအိမ်အောင်တဲ့ဘဝလေးဖြစ်ပါစေနော်အိမ်ကိုတန်းပြီးတော့ပဲပြန်လိုက်ပါဒါနဲ့ကျမတို့ရဲ့ဖုန်းနံပါတ်ကိုလည်းပေးထားရဲဆိုတော့မင်္ဂလာဆောင်ပွဲပြီးသွားတဲ့အခါကြာရင်တော့ ဓာတ်ပုံလှလှလေးတွေကျမတို့စီကိုလည်းပို့ပေးပါဦး။ဒါမှကျမတို့ရဲ့ရထားပေါ်မှာပြင်ဆင်ပေးလိုက်တဲ့သရိုသမီးလေးဘလောက်တောင်မှလှလှလေးမင်္ဂလာဆောင်ပွဲကိုဆင်နွှဲခဲ့လဲဆိုတာကျမတို့လည်းသိရမှာလေ။ကျမတို့ကိုယ်တိုင်လည်းပထမဦးဆုံးကျရင်ရထားပေါ်မှာမိတ်ကပ်ပြင်ဆင်ခွင့်ရခဲ့တာ။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီရှင်။ကျမရဲ့မင်္ဂလာဆောင်ပွဲပြီးသွားတဲ့အခါကျရင်တော့ဓာတ်ပုံနဲ့ဗီဒီယိုတွေအားလုံးကျမပို့ပေးလိုက်မယ်။ဒီလိုနဲ့ညီမလေးရောက်စလုံးကလည်းမိတ်ကပ်ပညာရှင်တွေကိုရထားပေါ်မှာနှုတ်ဆက်ခဲ့ကြပါရစေ။ခဏနေတော့သူတို့ဘူရာယုံကိုယောက်ကြနဲ့နှစ်ယောက်စလုံးဆင်လာခဲ့ကြပါရစေ။အင်ကိုရောက်သွားတဲ့အခါမှာနိရှာကဖြစ်ဖြတ်ခဲ့တဲ့ကိစ္စတွေအကုန်လုံးမိဘတွေကိုပြောပြခဲ့ပါရစေ။ ကောမလီရဲ့မိဘတွေကလည်းမိတ်ကပညာရှင်ကြီးမှနှစ်ယောက်စလုံးကိုဆုတောင်းပေးခဲ့ကြပါတယ်။အရင်ကကောမလကသရိုသမီးပုံစံလေးနဲ့အမှန်တကယ်အရှမ်းကိုလှပနေခဲ့ပါတယ်။လောကကြီးမှာကောင်းမွန်တဲ့လူတွေအများကြီးရှိတယ်လို့ပြောကြပါတယ်။သူတို့ကလိုအပ်နေတဲ့အချိန်မှာရှေ့ကိုအမြဲတမ်းထွက်လာလေးရှိပါတယ်။ဒါကြောင့်သူတို့တွေကိုဖျားသခင်ကဆေးလွှတ်ပေးလိုက်တဲ့တမန်တော်တွေလို့ပြောကြတာပေါ့။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မောင်နှမပွဲတော်နေဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။နေဟာနဲ့ဆူပရီယာတို့နှစ်ယောက်စလုံးကတော့အမွာညီမတွေဖြစ်ကြပါဗျ။ နှစ်ယောက်စလုံးကရုပ်ကလည်းအရန်ကိုစင်တူကြတဲ့အတွက်ဘယ်သူမှမခွဲခြားနိုင်လောက်အောင်ပါပဲ။ပြင်ကသူမပြောနဲ့အိမ်မှာရှိတဲ့မိသားစုဝင်တွေကတော့မှသူတို့နှစ်ယောက်ကိုမခွဲခြားတတ်ကြပါဘူး။တရမနေဟာကသူ့ရဲ့မောင်လေးအာဂျွန်ကိုခေါ်ပြီးပြောလိုက်ပါတယ်။ကဲအငယ်ကောင်ဒီလိုလာခဲ့စမ်း။ဘာဖြစ်လို့အငဲကောင်ငဲကောင်ဆိုပြီးတော့လောက်ခေါ်နေရတာလဲအမေနဲ့တိုင်ပြောမှာနော်နေရမြောင်ကတခွမကြံပြန်ပြောနေရဲ့ဟလာနေငါးလက်ထဲမှာပေဖို့တော့ပြင်ထားလိုက်တော့ခဏနေအောင်နေဟာကခေါင်းယူပြီးနောက်မှာတော့အာဂျွန်ကိုရိုက်နေခဲ့ပါတယ် ဒါပေမဲ့ تمہ ကိုယ်တိုင်ပဲအောက်ကိုခြေချော်ပြီးပြုတ်ကျသွားပါတော့တယ်။အမေရဲ့အမေတေးပေါ်ပြီးနာလိုက်တာ။ تمہ ရဲ့အော်တန်ကိုကြားခဲ့ရတဲ့အခါမှာတော့အမေနဲ့အမနှစ်ယောက်စလုံးကလည်းအပြင်ကိုထွက်လာခဲ့ကြပါတယ်။အမေအမေရဲ့သားလိုက်မာလေးကိုကြည့်ပါအောင်။တမီးကသူ့ထက်အကြီးဆိုတာကိုသူမေ့သွားတဲ့ပုံပဲ။သူ့ကြောင့်လည်းတမီးထက်ပြီးတော့ချော်လဲကြပြန်ပြီ။နန်းနယ်လေးမှယဉ်ကျေးမှုမရှိဘူး။ကဲနေပါအောင်နေပါအောင်ခဏနေပါအောင်။နေတော့နှစ်ယောက်လုံးဘာဖြစ်လို့ခွေးတွေကြောင်တွေလိုမျိုးကိုက်နေကြတာလဲဆိုတဲ့အကြောင်းကိုငေါ့အရင်ဆုံးပြော။ဘာဖြစ်လို့ငေါ့အိမ်မှာအေးစိတ်နေခွင့်မပေးကြတာလဲ။ ုတ်ပါတယ်ဟုတ်ပါတယ်အမေကတော့ကျမကိုပဲပြောစရာရှိတာပြောပါမသိရင်တော့ကျမတယောက်တည်းကပဲကြေတနာတွေအကုန်လုံးရှာနေတယ်လို့ပဲကျမကပြောကြပြီးတော့ဒဏ်ရာသွားခဲ့ရပါအမေရဲ့ဒါပေမဲ့အမေကအမေရဲ့သားကိုပဲစွန့်ရင်နေတယ်ပြီးတော့အမကလည်းကျွန်တော်အငယ်ကောင်အငယ်ကောင်ဆိုပြီးတော့လိုက်နှောက်နေရလေကျွန်တော်မှမကြိုက်တာကျွန်တော်ကရောအမကရှိုက်နေလို့သားကိုဟကိုကာကွယ်နေခြင်းနဲ့ဖြစ်သွားတာပါတမင်တတတအမကိုတွန်းချလိုက်တာလည်းမဟုတ်ဘဲနဲ့ကဲတော်ပြီတော်ပြီဘာလို့ဒီလောက်တောင်မှနင်တို့ရံဖြစ်နေကြတာလဲ နေလို့ရံဖြစ်လို့ပြီးသွားပြီဆိုလို့ရှင်တော့နေဟာရေထွက်လာခဲ့နေပြုတ်ကျသွားတာဆိုတော့ငါနဲ့ကိုစိတ်လိမ့်ပေးမယ်စိတ်လိမ့်ပြီးသွားလို့ရှင်တော့နေအနာရသွားမှာပါကဲတွေ့လားနေရဲ့အမကဘလောက်တောင်မှသဘောတပြေးသွားလိုက်တယ်နေတို့နှစ်ယောက်ကလေအမွာညီမဆိုပေမဲ့အချင်းစရိုက်တချင်းကတဆက်ကလေးမှမတူဘူးသူကဘလောက်တောင်မှနားလည်မှုရှိပြီးတော့လိမ္မာရေးချရှိလိုက်လေနေဟာရေနေကတော့လေအကြီးဖြစ်ပြီးတော့အငယ်ကိုနည်းနည်းလေးမှအလျှော့ပေးဆက်ဆန့်တယ်ဆိုတာမရှိဘူးအမြဲတမ်းစော့ဖို့အတွက်စော့ဖို့နောက်ဖို့အတွက်ပဲနေစဉ်းစားနေတယ် နင်တို့နှစ်ယောက်တော့တပုံစံနဲ့ဆိုရင်တော့နှစ်ယောက်စုံကကဘလို့ထိုင်ရမလဲဆိုတော့လုံးဝနားလည်မှာမဟုတ်တော့ဘူးအာဂျွန်နင်သိဖို့တော့ပြင်ထားလိုက်တော့နော်ဒီကိစ္စကငါလုံးဝမေ့မှာမဟုတ်ဘူးနင်းကြောင်နဲ့ငါပြောက်ကြပြီးတော့ဒဏ်ရထားတာပြီးတော့မှနင်နဲ့ငါနဲ့ထပ်တွေ့အောင်မယ်တော်ပါတော့နေဟာရဲ့ဘာဖြစ်လို့ဒီလောက်တောင်မှဒေါသတွေထွက်နေရတာလဲကဲလာလာလာနင်လာခဲ့ငါနဲ့ကိုစိတ်လိုက်ပြီးမယ်ဒီလိုနဲ့ဆိုပရီယာကလည်းနေဟာကိုသူနဲ့အတူတူအပြင်ကိုခေါ်ထုတ်သွားလိုက်ပါတယ်နောက်နေ့မှနေဟာကတော့မိဖို့ကန်နေမှာအာလူကြော်တွေကိုကြော်နေခဲ့ပါတယ် သူမကတချို့အကြော်တွေကိုတော့ပုံမှန်အတိုင်းပဲအရသာရှိရှိကြော်ခဲ့တယ်ဆိုပေမဲ့တချို့အကြော်တွေမှာတော့သူမငရုတ်သီးတွေနဲ့စားရီကိုအများကြီးထည့်ပြီးတော့ကြော်ထားခဲ့ပါတယ်။ခဏနေတော့မိဖို့ခံတဲ့ကိုစုပရိယာရောက်ရှိလာပါတယ်။ကဲစုပရိယာငါအားလုံးစားဖို့အတွက်ဒီမှာအကြော်ကြော်ထားတယ်။ဒီမှာဒီအကြော်တွေကိုတော့နေအငယ်ကောင်ကိုသွားပေးထားလား။တကယ်လို့ငါသွားပေးမယ်ဆိုရင်တော့သူကငေါ့အပေါ်တွေလောက်ပြနေရုံပဲ။သူနဲ့ကလည်းတဲတာမဟုတ်ဘူးဆိုတော့ကိုတော့နင်းလဲသိရမလား။အမလီအမလီဒီနေ့နေကဘယ်ကနေထွက်လာတာလဲဆိုပြီးတော့ငါစဉ်းစားနေတာ။ နေမိဖို့ကံတွေဘာတွေဝင်လို့ပါလားထူးထူးဆန်းဆန်းနေရလေဘာလို့သူ့ကိုခဏခဏအငဲကောင်လို့ခေါ်နေရတာလဲသူကနေကိုမကြိုက်တာအဲ့ဒါကြောင့်မို့နေသူ့ကိုအရဂျွန်းလို့ပဲခေါ်လေသူကငါတို့အိမ်မှာအငဲဆုံးမဟုတ်ဘူးလားငါတို့အငဲကောင်လို့ခေါ်တာဘာရီများမှားနေလို့လဲသူကမကြိုက်ဘူးမကြိုက်ဘူးနဲ့ကဲတော့တော့တော့ဒီအကြော်တွေကိုသူ့အတွက်အများအဆုံးယူသွားပေးလိုက်တော့မဟုတ်ရင်တော့အကြော်တွေအေးကောင်လိမ့်မယ်ပြီးရင်တော့ငါတို့အားလုံးစားဖို့အတွက်အကြော်ကိုလည်းငါယူခဲ့မယ်ဆိုပရီယာကတော့ကြော်ပြီးတော့အကြော်တွေကိုယူသွားပြီးသူ့ရဲ့မောင်လေးအာဂျွန်းကိုသွားပေးနေခဲ့ပါတယ် အာရဂျွန်ကလည်းအကျော်ကိုစားပြီးသွားခဲ့တဲ့အခါမှာပထမဦးဆုံးအကျော်မှာစားနေခဲ့ရုပ်ဒီမဟုတ်နည်းနည်းများနေရလို့ခန်းစားလိုက်ရပါတယ်။ဒါပေမဲ့လည်းသူကတော့ဗဇက်ပိုက်ပြီးအကျော်တွေကိုစားနေခဲ့ပါတယ်။ဇာတ်သူတွေအကုန်လုံးကတော့အေးအေးဆေးဆေးပဲအကျော်တွေကိုစားတောင်းနေခဲ့ကြပါတယ်။သူကလည်းဒါကြောင့်ဘာမှပြောမနေတော့ဘဲနဲ့ဗဇက်ပိုက်ပြီးစားနေခဲ့ရပါဘော့။သူကငရုပ်ဒီများတယ်စားများတယ်လို့ရှောက်ပြောနေအောင်မယ်ဆိုရင်သူရဲ့အမအနေဟာသူ့ကိုထပ်ပြီးတော့ရံဖြစ်နေအောင်ပါလိမ့်။ဒါကြောင့်သူကလည်းသူ့အတွက်ထည့်ထားပေးတဲ့အကျော်တွေကိုတစ်ခုချင်းစီအေးအေးဆေးဆေးစားနေပါတယ်။ သူကအကြော်ရီအများကြီးစားပြီးနောက်မှာတော့အတော်လေးကိုစားသွားပါတယ်။ဒါကြောင့်သူကလည်းအတန်းအကျဲကြီးနဲ့អော်ပြီးတော့ပြောခဲ့ပါတယ်။စားလိုက်တာစားလိုက်တာအတော်လေးကိုစက်တယ်အမေအတော်လေးကိုစက်တာပဲ။ရေပေးပါရေပေးပါအတော်လေးကိုစက်တယ်။ဘာဖြစ်တာလဲ။ဘာလို့ဒီလောက်တောင်မှအော်နေရတာလဲ။ငရုတ်သီးအလောက်ထိစက်တာလည်းမဟုတ်ဘူး။အကြော်ထဲမှာထည့်ထားတဲ့ငရုတ်သီးကပုံမှန်ပါပဲ။ကဲပါလေဒါပေမဲ့နေအရန်စက်နေတယ်ဆိုရင်တော့ရှော့ဒီမှာရေတောက်လိုက်အောင်။သူကတော့ရေတပလင်းလုံးကိုတောက်ချပစ်လိုက်ပါတယ်။ပူတယ်စက်လဲစက်တယ်အရန်စက်တယ် တော့ဒီစက်နေရကိုအေးအေးဆေးဆေးစားနေကြတယ်အားလုံးမစက်ကြဘူးလားအမလင်နင်ကအစက်မစားတက်လို့စက်နေရဖြစ်မှာပေါ့အားလုံးကလည်းအကြော်ကိုစားနေကြတာပဲဘယ်သူမှစက်နေရဲဆိုတဲ့အကြောင်းကိုလည်းမပြောကြဘူးနင်တယောက်တည်းပဲအပိုလုံနေကဲကဲကဲပါစက်ပိတ်ထားစမ်းပါစက်ပိတ်ထားငါ့ရဲ့သားလေးကတလောက်တောင်မှစက်တယ်လို့ပြောနေအောင်နင်ကအတော်လေးကိုရှီးချင်းနေရပေါ့လေဟုတ်လားကဲသွားသွားသွားနင်တို့တို့ကတခြားသွားရှူလာခဲ့အာဂျွန်နင်စားနေတဲ့အကြောတခုအမေကိုပြဆန်းနင်အရင်တုန်းကငရုတ်တီအရန်ကိုစားရတာကြိုက်တယ်မဟုတ်ဘူးလား နင်ကအဆက်စားတာအကြိုက်ဆုံးကောင်းလေးပါ။ဘာလို့ဒီနေ့ဒီလောက်တောင်မှစတာကိုတီးမခတ်နိုင်အောင်ဖြစ်နေရတာလဲ။ဒီနောက်ဆူပရီယာကလည်းအာဂျွန်ရဲ့အကြော်တစ်ခုကိုယူဆကြည့်လိုက်ပါရီ။ဒီအချိန်မှာတရမောင်လေးအာဂျွန်ဘာဖြစ်လို့ဒီလောက်တောင်မှစနေလဲဆိုတာကိုသူလည်းသဘောပေါက်သွားခဲ့ပါတော့တယ်။ကဲနားလေပြီနားလေပြီအခုမှပဲနားလေသွားတော့တယ် ငါရဲ့ညီမလေးကဘာဖြစ်လို့ဒီနေ့မိဖို့ခံနေဝင်ပြီးတော့အကြော်တွေဘာတွေကြော်နေလဲဆိုပြီးတော့စဉ်းစားနေရသူကသမင်တက်တက်အာဂျွန်နဲ့အတွက်ကြော်တဲ့အကြော်ထဲမှာငရုတ်သီးပုံးနဲ့စားတွေကိုအများကြီးထည့်ထားတယ်။ချစ်လေတနာပါတယ်တနာစီကကောင်းလေးတယောက်တည်းဒီအကြော်တွေကိုစားပြီးတော့ဒုက္ခရောက်သွားရပြီ။တိရဲတိရဲတွေ့တယ်တွေ့တာပဲ။သူခွေးလိုမျိုးရှာထုတ်ပြီးတော့ထိုင်နေရလေဘလောက်တောင်မှရည်စရာကောင်းလိုက်လေ။အဲ့လိုမျိုးပဲဖြစ်တင်တာ။ကျွန်မသမင်တက်တက်အဲ့လိုဖြစ်အောင်လို့လုပ်ခဲ့ရပေါ့။စိတ်ညစ်တယ်ငါတကယ်လေးဘယ်လိုလုပ်ရမလဲကိုမသိရော။ နင်တို့နှစ်ယောက်လုံးကြောင့်ငါအတော်လေးကိုစိတ်ပြတ်နေပြီသီလားဟားလိုက်ပါတော့အမေရဲ့ထားလိုက်ပါတော့တို့နှစ်ယောက်လုံးကိုဘာမှပြောမနေတော့နဲ့တို့နှစ်ယောက်လုံးကိုဖြေရှင်းပေးတော့လဲဘာမှထူးခြားလာမှာမဟုတ်ဘူးခဏနေအောင်ခဏနေအောင်အခုချက်ချင်းပဲတကြားယူလာခဲ့ပေးမယ်နော်နေဟာရဲ့အာဂျွန်တို့နှစ်ယောက်လုံးကတော့အိမ်မနေထိုင်ရင်တယောက်ကိုတယောက်အမေနဲ့အခုလိုမျိုးစားနောက်နေခဲ့ကြပါတယ်အာဂျွန်ကတော့အချိန်တိုင်းသူ့ရဲ့အမနေဟာကိုပြန်ပြီးတော့လက်စားချေချင်နေခဲ့ပါတယ်သူ့ကိုအခုလိုမျိုးလောက်ကြတော့သူနည်းနည်းလေးမှသဘောမကျပါဘူး ။ဒါကြောင့်သူကတော့အိမ်အရှိမရေပုံတစ်ပုံးကင်ပြီးတော့တတဲ့လေးပုံပေါင်းနေခဲ့ပြီးသူရဲ့အမနေဟာရောက်လာမယ့်အချိန်ကိုစောင့်ဆိုင်နေခဲ့ပါတယ်။ဒီအချိန်မှာနေဟာရဲ့နေရာမှာစူပရီယာရောက်ရှိလာခဲ့တဲ့အချိန်မှာပဲအာဂျွန်ကတော့မသိဘဲနဲ့စူပရီယာပေါ်ကိုရေပုံနဲ့လောင်းချပြလိုက်ပါတယ်။ဒီအချိန်မှာအိမ်ဒီချင်းတယောက်ကရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်အမလေးနင်တို့နှစ်ယောက်လုံးကဒီလောက်တောင်မှအရွယ်တွေကြီးနေကြတာတော့မှပုံစံတွေကတော့ဒီပုံစံအတိုင်းပဲနော်ခလေးတွေကြာနေရပဲဘာလို့နေကြတာလဲအန်တီကလည်းဒီတော့ဘာဖြစ်လဲအန်တီနဲ့ဆိုင်လို့လား ကဲမောင်လေးအဲ့ဒါကျွန်းကြီးဘယ်လိုစကားတွေပြောနေရလဲအန်တီကလူကြီးလေအခုလိုမပြောရဘူးဟာဒုက္ခပဲဒါဆိုရင်အမစူပရီယာပဲအမစူပရီယာတောင်းပန်ပါရဗျာကျွန်တော်ကအမနေဟာလို့ထင်သွားတာနေရတလောက်တောင်မှကြီးနေပြီအခုချိန်ထိအုံနောက်ကမရှိသေးဘူးခဏနေတော့ဒီအတန်တွေကိုကြားခဲ့ရတဲ့အခါမှာမိခင်ဖြစ်သူနဲ့နေဟာနှစ်ယောက်စလုံးကလည်းအပြင်ကိုထွက်လာခဲ့ကြပါတယ်အင်းဒီချင်းအတော်တယောက်ကသူတို့နှစ်ယောက်လုံးကိုစူနေဟာကိုတွေ့ခဲ့ရတဲ့အခါမှာနေဟာကပြောလိုက်ပါတယ်ဘာဖြစ်တာလဲအတော်ရဲ့ဘာဖြစ်တာလဲဘာဖြစ်လို့ကျမိုင်းမောင်လေးကိုအခုလိုမျိုးအော်ဟစ်နေရတာလဲ တို့ကိုအခုလိုမျိုး all hip hop အတွက်ကတော့ကျမတို့မိသားစုဝင်တွေမှာပဲအခွင့်အရေးရှိတာတခြားသူတွေကတို့ကိုလာပြီးတော့အခုလို all လို့မရဘူးအမလေးဒီလောက်တောင်မှနင်တို့အတွက်နားနေရဆိုလို့ရှင်တော့နင်ရဲ့မောင်လေးကိုတခါရဲတင်ထားပေးလိုက်လေသူကဒီလောက်တောင်မှအရွယ်ကကြီးနေပြီခလေးစနေတော့မဲသူရဲ့အမကိုသူကရေပုံးနဲ့လောင်းချပြစ်လိုက်တယ်နင်သိရောသိလားတိုင်းမကြခင်မှာမောင်နှမပွဲတော်နေကရောက်ရှိတော့မှာကိုသူတို့ကဟိုလီတင်းကြံပွဲလို့များထင်နေကြလားမသိပါဘူးခြံထဲမှာရေတွေနဲ့စော်ကစားနေကြတယ်ခလေးတွေလည်းမဟုတ်ပဲနဲ့ဟေးဟုတ်တယ်လေသူဟာသူလှုပ်ချင်တာလှုပ်ပါစေကျမရဲ့မောင်လေးပဲ သူလောက်ချင်တာလောက်ခွင့်ရှိတယ်သူရဲ့အမတွေကသူ့ကိုအခုလိုမျိုးချစ်ကြတာကိုတွေ့ကြရတဲ့အခါမှာအာဂျွန်ကလည်းအရှန်ကိုဝမ်းသာပြောရွှေနေခဲ့ပါတယ်။တိုင်မကြခင်မှာပဲမောင်နှမပွဲတော်နေကရောက်ရှိလာခဲ့တော့မှာပါ။ကဲဘယ်လိုမဆိုပွဲတော်နေကလည်းရောက်ပြီးဆိုတော့ငါအာဂျွန်စီကနေပြီးတော့လက်ဆောင်သွားတောင်းရမယ်။ဒီလိုနဲ့သူကလည်းအာဂျွန်စီသွားပြီးနောက်မှာတော့စေးလီတိုပေးပြီးနောက်မှာတော့လက်ဆောင်ယူပြီးအမြန်ဆုံးပြန်လာခဲ့လိုက်ပါတယ်။ခဏနေတော့သူကသူ့ရဲ့အမဆူပရီယာပုံစံအင်ကြီးဝယ်စားလဲပြီးနောက်မှာတော့သူ့မောင်လေးရဲ့အခန်းထဲပြန်သွားလိုက်ပါတယ်။ကဲလာခဲ့ပါအငယ်ကောင်ရဲ့ငါနေအတွက် ီနေ့ပွဲတော်အတွက်ပြင်ဆင်ပေးမယ်နော်။ဒါနဲ့အမစုပရိယာဘာဖြစ်လို့အမနေဟာလိုမျိုးစကားတွေကိုပြောနေရတာလဲ။ရုတ်တရက်ကြီးအမနေဟာရောက်လာတယ်ဆိုပြီးတော့ထင်သွားခဲ့တာ။မဟုတ်တာမဟုတ်တာငါစုပရိယာပဲလေ။ကဲကဲကဲဒါဆိုလို့ရှင်တော့နေငါအတွက်လက်ဆောင်ဖားရှူလာခဲ့လေငါ့ကိုပေးရော။ခဏနေတော့စုပရိယာကလည်းအခန်းထဲကိုဝင်လာခဲ့ပါရဲ့။ကဲကြည့်ပါဦးကြည့်ပါဦးငါ့ညီမလေးကတော့လေအမောင်ညီမဖြစ်တယ်ဆိုတဲ့အခွင့်အရေးကိုအပြည့်အဝယူနေတာပဲ။ဒါလို့နဲ့နေဟာကလည်းစုပရိယာရဲ့လက်ဆောင်ကိုပါယူပြီးတော့ထွက်ပြေးသွားခဲ့ပါရဲ့။ မပေးဘူးဘယ်သူကမှမပေးဘူးအနောက်ကနေအာဂျွန်ကလည်းပြေးလိုက်သွားခဲ့ပါတယ်ပြေးလိုက်သွားနေရင်အာဂျွန်ကခြေချော်ပြီးပြုတ်ကျသွားတဲ့အခါမှာတော့သူ့ရဲ့ခေါင်းစောင့်မိပြီး क्वे သွားခဲ့ပါတယ်ဖလေကားဘော်ကပြုတ်ကျသွားတဲ့အချိန်ကအယံကိုပြင်းလောနေတဲ့အတွက်ကြောင့်မို့လို့ခေါင်း क्वे သွားခဲ့ပြီးသွေးရည်အများကြီးထွက်လာခဲ့တဲ့အပြင်သူ့မိတ်လေသွားခဲ့ပါပြီ အားလုံးတော့လည်းအရန်ကိုလမ်းဖြန့်သွားခဲ့ပြီးတော့သူ့ကိုအများအဆုံးစေယုံကိုပို့ဆောင်ပေးခဲ့ကြပါရယ်။ခေါင်းကနေသွေးတွေကလည်းအများကြီးထွက်သွားခဲ့ပြီးခေါင်းကွဲကွာတဲ့ဒဏ်ရာကလည်းကြီးလွန်တဲ့အတွက်ကြောင့်မို့လို့စေကူးတောက်မှုခံယူခဲ့ရပါရယ်။သွေးတွေအများကြီးဆောင်ရှုံသွားခဲ့ရတဲ့အတွက်ကြောင့်မို့လို့သွေးသွင်းခဲ့ရပါရယ်။ညီမနှစ်ယောက်စလုံးကလည်းသွေးလှူပေးပြီးတော့သူ့မောင်လေးရဲ့အသက်ကိုကယ်တင်ပေးခဲ့ပါရယ်။အချိန်အနည်းငယ်ကြာသွားခဲ့တဲ့အခါမှာတော့အာဂျွန်လည်းသတိပြန်လည်လာခဲ့ပါပြီ။ဒီအချိန်မှာတော့အမနှစ်ယောက်စလုံးကလည်းဖျားသခင်ကိုကျေးဇူးတင်နေခဲ့ကြပါရယ်။ ကံကောင်းလို့တို့မောင်လေးဒီနေ့ဘာမှမဖြစ်ခဲ့တာပါတို့ကဒီနေ့ဇယောက်မှာပဲတို့မောင်လေးနဲ့ပွဲတော်ကိုဆင်နွှဲခဲ့ကြပြီးစေနီဇက်ကိုလည်းတို့ပေးခဲ့ကြကစူတောင်းစကားတွေကိုလည်းပြောဆိုပေးခဲ့ကြပါသေးတယ်အခုလိုမျိုးမတော်တဆမှုအကြီးအကျယ်ဖြစ်သွားခဲ့တဲ့အခါမှာတော့နေဟာရောအာဂျွန်ရောနှစ်ယောက်စလုံးကလည်းစားနောက်တာကအတိုင်းအတာတစ်ခုတည်းပေါ်တော်သွားရင်မကောင်းဘူးဆိုတာကိုသဘောပေါက်နားလည်သွားခဲ့ကြပါသေးတယ်မောင်နှမနှစ်ယောက်စလုံးကလည်းအမြဲတမ်းတင်မြတ်စွာနေထိုင်ကြပြီး နောက်ထပ်ဘယ်တော့မှရမဖြစ်ဖို့အတွက်တယောက်ကိုတယောက်အလုံးအကျုံမစားနောက်ဖို့အတွက်ခတိပေးခဲ့ကြပါရစေ။မောင်နှမဆိုတာကအချင်းချင်းဘလောက်ပဲစကားများရန်ဖြစ်နေပါစေ၊သွေးရင်းသားရင်းမဟုတ်လား။နှစ်ယောက်စလုံးကတော့စကားတွေများပြီးရင်တော့မှတယောက်မရှိဘဲတယောက်ဘယ်တော့မှမနေနိုင်ကြပါဘူး။ဒါကြောင့်နောက်ဆုံးမှာတော့ဘလောက်ပဲရန်ဖြစ်နေကြပါစေသူတို့ပြန်လဲတင်ပြသွားခဲ့ကြတာပါ။ဒီနေ့မောင်နှမပွဲတော်နေ့လေးမှာတော့မောင်နှမတွေအကုန်လုံးကဒီကိစ္စကိုတေချာသဘောပေါက်နားလည်သွားခဲ့ကြပြီးပြန်လည်တင်ပြသွားခဲ့ကြပါရစေ။ ်အာဂျွန်ခေါင်းကွဲသွားခဲ့ရတာကလည်းအစိုးရကအကောင့်တစ်ခုဖြစ်သွားခဲ့ပါတယ်။နောက်တို့ဘယ်တော့မှရမဖြစ်တော့ဘဲနဲ့တင်းမြစွာနဲ့နေထိုင်သွားခဲ့ကြပါတော့တယ်။မိခင်ဖြစ်သူကလည်းမောင်နှမတွေအချင်းချင်းတင်းမြသွားတဲ့အတွက်ဝမ်းသာပျော်ရွှင်သွားခဲ့ပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။